အသက်9နှစ်ရွယ်သာရှိသေးပေမယ့်ကမ္ဘာအဆင့်နိုင်ငံတကာ chess ပြိုင်ပွဲမှာနိုင်ပွဲတွေနဲ့မြန်မာကုံဆောင်နိုင်ခဲ့တဲ့တောင်လီမောင်သာစစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ရွှေမြလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အုံနောက်နဲ့ညံကြီးကိုတုံးပြီးတော့ကစားရတဲ့စစ်တူရင်ကစားပွဲရဲ့ကမ္ဘာဆင်မြင်းပေါ်မှာမြန်မာအလံကိုလွှင့်ထူပြခဲ့တဲ့အသက်9နှစ်အရွယ်ကျယ်ဝင်းလေးတပွင့်အင်ကြောင်ကိုပြောသွားမှာဖြစ်ပါတယ်သူကတော့အလုံးသိပြီးသားဖြစ်တဲ့မြမအသက်ငယ်ဆုံးစစ်တူရင်ချန်ပီယံတာလီမောင်သာစစ်ပါပဲ လန်ဒန်လုံးမှာတော့တာလီမောင်တာစီယာကဇက်စတန်နိုင်ငံမှာကျင်းပခဲ့တဲ့ FIDE World Chess Championship 2025 U10 ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ဒီပြိုင်ပွဲဟာအမှန်ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။အမေရိကန်တရုတ်ရုရှားလိုမျိုးကမ္ဘာထိပ်သီးနိုင်ငံတွေကအတော်ဆုံးဆိုတဲ့ကစားသမားတွေမျိုးဆက်တဲ့ခြေပွင့်တွေစုဝေးပြီးတော့အားပြိုင်ကြတဲ့ကမ္ဘာအဆင့်ပြိုင်ပွဲကြီးပါ။ ဒီလိုနေရာကိုရောက်ဖို့အတွက်တားလီတို့ကမြန်မာနိုင်ငံကနေလေရင်ကို16နာရီကြောင်းစီးခဲ့ရပြီးတော့ကြားမှာနှစ်ခါတောင်မှလေရင်ပြောင်းခဲ့ရပါတယ်။ဒီလိုခီးလိုင်းရဲ့ပင်ပန်းနှွမ်းနယ်မှုတွေကိုပြီးဖယ်ပြီးတော့အသက်9နှစ်အရွယ်ကလေးတယောက်ကကမ္ဘာအဆင့်ပြိုင်ဘက်တွေကိုရင်ဆိုင်ဖို့အတွက်အစိတ်ကိုအကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာသူအနံယူခဲ့တဲ့ပြိုင်ဘက်တွေကြောင့်သူ့ရဲ့အောင်မြင်မှုကပိုပြီးတော့တန်ဖိုးရှိသွားတာပါ။သူရင်ဆိုင်ခဲ့ရတာကတော့ကမ္ဘာပေါ်မှာ IQ အမြင့်ဆုံးနိုင်ငံတွေလို့သတ်မှတ်ခံချရတဲ့တရုတ်နဲ့အတောင်ကိုရီးယားကကစားသမားတွေပါ။ဒီနိုင်ငံ နေဟာညာနာအားကစားတွေမှာငငယ်ကလေးကစနေတကြလေးကျင်ပြိုးထောင်ပြီးတော့ကမ္ဘာအဆင့်မှာအမြဲပိုဆွေးနေကြနိုင်ငံတွေဖြစ်ပါတယ်။ဒီလိုမျိုးထိတ်တန့်လေးချင်းမှုတွေနဲ့ပြင်ဆင်ထားတဲ့ကစားသမားတွေကိုကျမတို့မြန်မာနိုင်ငံကသားငယ်လေးကအနိုင်ယူပြခဲ့ရကတော့မြန်မာကလေးတွေရဲ့ညံရင်နဲ့အည်အသွေးကကမ္ဘာအဆင့်မှာဘယ်သူနဲ့မှမဆိုရှင်းနိုင်နေဆိုတာကိုသက်သေပြလိုက်တာပါ။ တာလီမောင်တာဆင်ဟာဒီလိုမျိုးနိုင်ငံတကာအောင်မြင်မှုတွေမရခင်ကတည်းကပြည်တွင်းမှာလည်းစစ်တမ်းကောင်းတွေမှတ်တမ်းကောင်းတွေအများကြီးကိုပိုင်ဆိုင်ထားပါတယ်။အသက်၆နှစ်အရွယ်မှာပဲမြမလည်းရွေးစဉ်ဖြစ်ခဲ့ပြီးတော့ပြည်တွင်းပြိုင်ပွဲများစွာမှာစုတစိတ်တွေကိုစုခုခဲ့ရပါသူကမြန်မာအမျိုးသားစစ်တုရင်ချန်ပီယံဆုကိုအသက်ငယ်ဆုံးနဲ့နှစ်ကြိမ်တန်တန်ရရှိထားတဲ့တဦးရေတော်ကစားသမားလေးဖြစ်ပါတယ်။အသက်ငယ်ပေမဲ့ဝိုင်းရင်ကစားသမားချင်းတွေကတော့အနိုင်ကစားပြနိုင်တဲ့သူ့ရဲ့အရေးသွေးကအစကတည်းကပေါ်လွင်နေခဲ့တာပါ။ ဒီကဘာစင်ပြိုင်ပွဲမှာအလုံးရဲ့မျက်လုံးကိုဖန်ဆားခဲ့ပြီးတော့မြန်မာပြည်သက်တွေအတွက်အသေးလေးမှဆွဲသွားစေတဲ့မြင်ကွင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့သားလေးမောင်သားစစ်တယောက်မြန်မာရိုးရာဝတ်ဆောင်ဖြစ်တဲ့တိုက်ပုံအင်ဂျင်နဲ့ပစိုးကိုကြုံမော့စွာဝတ်ဆင်ပြီးတော့ပြိုင်ပွဲဝင်ခဲ့တာပါ။အဲ့ဒီနေ့မှာပဲသူကတောင်ကိုရီးယားကစားသမားနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နိုင်ပေါင်းများစွာကြောင့်အချိန်နဲ့ကစားခဲ့ပြီးတော့တစ်ချက်မှအမားမခံတဲ့အချိန်နဲ့မှအာယုံဆူဆဲမှုကိုအမြင့်ဆုံးထားပြီးတော့အနိုင်ပိုင်းသွားခဲ့ရပါ နိုင်ငံတကာကစားသမားတွေကြားမှာမြန်မာဝန်ဆောင်လေးနဲ့မြန်မာအလံရှိမှအောင်ပွဲခံခဲ့တဲ့မြင်ကွင်းကသူ့အတွက်ရောမြန်မာနိုင်ငံသားတွေအားလုံးအတွက်ပါဂုဏ်ယူလို့မဆုံးတဲ့အမှတ်တရတစ်ခုပါ ဒီအောင်မြင်မှုတွေဟာကံကောင်းလို့ရလာတာမဟုတ်ပါဘူးဒီကလေးလေးကအပျော်ရမ်းပြိုင်ပွဲဝင်တာမျိုးမဟုတ်ဘဲ professional တယောက်လိုစနစ်တကျပြင်ဆင်ခဲ့ရပါဆယ်နှစ်ရကြာပြိုင်ပွဲကာလတစ်လျှောက်မှာတပွဲပြီးသွားတာနဲ့သူကစားခဲ့တဲ့အမှားအမှန်တွေကိုကိုယ်တိုင်ပြန်သုံးသပ်ပြီးတော့မြန်မာနိုင်ငံကနီးပြားစရာတွေနဲ့ချက်ချင်းအစည်းအဝေးလောက်ကနောက်တပွဲအတွက်ပြင်ဆင်ပါတယ်ရင်ဆိုင်ရမယ်ပြိုင်ဘက်ပေါ်မူတည်ပြီးတော့ကစားခွက်တွေကိုတပွဲနဲ့တပွဲမတူအောင်ပြောင်းလဲအသုံးချနိုင်တာကသူ့ရဲ့အတတ်နဲ့မလိုက်တဲ့ရင်ကျက်မှုပါ နောက်ဆုံးရလဒ်မှာချန်ပီယံစုကိုတရုတ်နိုင်ငံကကစားသမားကရရှိသွားပေမဲ့တောင်လီမောင်သားစစ်ကတော့ဆက်တပွဲမှာ၃ပွဲနိုင်တပွဲတည်းရေနဲ့စုစုပေါင်း၃မှတ်ခွဲရရှိခဲ့ပါတယ်။သူရဲ့ဖခင်ကတော့အမှတ်တောင်မရမှာစိုးရင်ပေမဲ့ဒီရလဒ်ကမျောလင်းထတာတဲ့အများကြီးပိုတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ရပါ။ကမ္ဘာစစ်တွေ့ရင်ကစားပွဲမှာမြန်မာဆိုရာကိုသိစေခဲ့တဲ့ဒီသားငယ်လေးတွေအတွက်ဂုဏ်ယူစရာအားပေးစကားတွေကိုပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။